အားလုံးမင်္ဂလာပါခင်ဗျာယနေ့9ရက်17လ2025ယနေ့မင်္ဂလာညချမ်းပါစစ်သည်အနေအဖြစ်မကွေးတိုင်းဒေသကြီးရေစကြိုနယ်ကစစ်သည်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြားအပ်ပါတယ်ဟုတ်ကဲ့အရင်ရမြားကကျွန်တော်လည်းမိဘပြည်သူများနီးတူ တောင်ကြီးဒီဇောင်းတိုင်းပွဲမှာသွားရောက်ကဲနေတဲ့အတွက်ကြောင့်သတင်းများမတင်ပေးနိုင်တာနားလည်ခွင့်လွတ်ပေးပါခင်ဗျာဟုတ်ကဲ့စစ်သတင်းများစတင်လိုက်ကြရအောင်ခင်ဗျာ9ရက်စက်တလ2025ရက်နေ့နေ့လယ်ပိုင်းအချိန်မှာတော့မကွေးတိုင်းဒေသကြီးရေတရိုမြို့နယ်အတွင်းမှာရှိနေတဲ့အကျန်းဘက်တောင်ကျင်းသူတို့ခိုအောင်ရရှင်မတောင်ကို မြမတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ရှင်းလင်းရမှာအကြမ်းဖက်တောင်းရင်သူ20ဦးခန့်လုံးနဲ့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာအကြမ်းဖက်တောင်းရင်သူများဆုတ်ခွာတပြစ်သွားခဲ့ပြီးအကျိုးအမြတ်ရလက်နေအပြင်မိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကြမ်းဖက်တောင်းရင်သူစခန်းတစ်ခုပျောက်ကြားဖို့အကြမ်းဖက်တောင်းရင်သူနှလုံး လက်လုံတဲ့အရှိနှစ်လက်လက်လုံစိန်ပြောင်းနှစ်လက်လက်လုံ drop ဘုံ၅လုံလက်လုံမိုင်း၄လုံလက်လုံနင်းမိုင်းအသေး၆လုံပြည့်ချင်း20ချင်းဆိုလာအကြီး၂ချက်ဆက်သွေးမြောင်60ပေနဲ့လူနေတဲ့၄လုံတို့ကို သိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကရင်ပြည်နယ်နဘူးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ် 9ရက်17လ2025ရက်နေ့နေ့လယ်ပိုင်းအချိန်လောက်မှာတော့ကရင်ပြည်နယ်နဘူးမြို့နယ်မိဖာလဲလမ်းစုံ အနီးမှာတမတော်လုံချွေးတပ်ဖွဲ့ဝင်များနဲ့ DGB ပူးပေါင်းအဖွဲ့တို့နေမြေရှင်းလင်းတဲ့အခါမှာအကြမ်းဖက်သောင်းရံသူ KNL 60ဦးကန်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမိမိဘက်ကစစ်တီတအူးဒဏ်ရာနဲ့ငယ်ရရှိပြီးတော့ အကျိုးမြတ်ရန်လက်နေရပြီးအကျမ်းပတ်တောင်းကျမ်းသူတို့ခိုအောင်ရနေရကိုတင်ပိုက်ရရှိကရန်သူထံကနေအကျမ်းပတ် KNL 3လုံး M90 ကိုတလက်နေဘုံဒီ3လုံး GN 4ခုဘန်ကာ10လုံးပြည်ချင်း15ချင်းတို့ကိုတင်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးကလေးနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခမညာ လေးရက်ဇန်နဝါရီ2025ရက်နေ့ညနေပိုင်းအချိန်မှာတော့စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်ကမ်းမန်းဒီစခန်းတဝိုက်ကိုတမတော်လုံကျွေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့ဟာနေမြေရှင်းလင်းတဲ့အခါမှာတော့အကြမ်းဖက်တောင်းရင်သူ40ဦးခန့်တို့နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှာ အကြံပတ်တောင်းကျန်သူများဟာအနောက်မြောက်ဘက်ကိုဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့မိမိဘက်ကစစ်သည်နှုတ်ဒဏ်ရာအနှငယ်ရရှိကာအကျိုးမြတ်ရလက်နေရာဖြင့်အကြံပတ်တောင်းကျန်သူ၃လောင်း MA1 တနက်တလက် G အိမ်တစ်ခု G 15ရောင်းလက်လုတ်တိုင်ပိုင်း၄လုံးလက်လုတ်၈ရမိုင်း၃လုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆံပိုင်စိုးရေသားရဲ့ဘေးချက်နန်ချက်နဲ့ရခိုင်တပ်တော်ဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ဒီလမိုင်းအတွင်းမှာ DNLA ကတက်မတော်နဲ့အပြစ်ခက်ရစရေလက်မှတ်ထိုးလိုက်တယ်ဆိုတော့တစင်နစ်ခွန်ရဲ့အဓိကဇက်ဆောင်မြောက်သုံးကောင်မှာအေအေတစ်ဖွဲ့ပဲကျန်ပါတော့တယ် တီအန်အယ်လီကရှေ့ဆက်ပြီးအခြေအနေ မလှတဲ့စစ်မျက်နှာတွေကိုပိတ်ဖို့ဇုံဖြတ်လိုက်ရပြီမဲ့တာဘုံညော်တို့ရဲ့စကားရီအရာငញ្ញံကြီးကြောင့်မဟုတ်ပဲအာမတန်လို့မန်ရှော့ထားရတဲ့ပုံစံမျိုးရှိပါတယ်ဒါကြောင့်ပဲနေရာတိုင်းအပေါက်ဘလဘွားဖြစ်နေတဲ့မိုးကုတ်မိုးမိတ်ကိုလက်လွတ်လိုက်ပေမဲ့လာရှိုးကို MNDAA ကပြန်ပေးသလိုမျိုးလွတ်လွတ်ကျွတ်ကျွတ်ပေးတာမဟုတ်ပဲဗရက်တွေနဲ့လှည့်ပြီးတိုက်ပေးခြင်းတဲ့သဘောမျိုးတွေ့ရပါတယ် ဒီလိုမြောက်နှကောင်အပြစ်ခတ်ရစင်းသွားတဲ့အချိန်မှာထီရီကြီးကြံခဲ့တဲ့အေကတော့ဘက်ပဲ့သွားတာအမှန်ပါပဲဒါကြောင့်တက်မတော်ကရခိုင်ဘက်ကိုစစ်ကြောင်းတွေမထိုးခင်နဲ့ရည်စင်ကုန်းလောက်ထိ နေဆက်စီးချဲ့ပြီးဖဖာစုံလုတ်ဖို့အသေးအတန်ကြိုးစားခဲ့ပြီမဲ့ကံမကောင်းစွာနဲ့ပဲနဲ့ရည်စင်ကုန်းဟာဗမော်လိုတောင်ခမ်းလိုဘလို့မှတိုက်လို့မရပဲအကြအဆုံးတွေများနေခဲ့ပါတယ် အေအနေနဲ့ရှေ့ကိုဒိုးဖို့ကြိုးစားတာမအောင်မြင်သလို နောက်ဖက်မှာလည်းအာစာအဆိုအဖွဲ့တွေကရခိုင်ပြည်သိမ်းမယ်လို့ဂျင်းဝါပြည်ဘူးတီတောင်ဘက်မှာခဏတိုင်းဝင်နှိုက်နီးနေလို့ဂျင်းတဲ့ချက်တဲ့ရောက်နေပါတယ်ဒါကြောင့်မင်္ဂလာရည်အစိုးရကိုအာစာလိုအဖွဲ့မျိုးတွေနှိမ်နှင်းပေးဖို့တောင်းဆိုနေရတာဖြစ်ပါတယ်။ AA lobby နေရင်းစရာတရင်ဌာနကစာရီဖက်ရင် AA ရဲ့ဘေးချက်နန်ချက်အနေထားကိုမြင်ရပါလိမ့်မယ်။ အန်မန်ရွဲ့နဲ့ဂွားမျိုးတွေဟာလည်းရွေးကောက်ပွဲတွေပါနေလို့နေလာညာလာဆိုလိုစိုးရိမ်နေရတဲ့အခြေအနေပါဒီလိုအခြေအနေမျိုးမှာဘင်္ဂလီသတင်းဌာနတွေကလည်းအေအေရဲ့အကြမ်းဖက်မှုတွေကိုဟုတ်တာတွေရော မဟုတ်တာတွေရော မီဒီယာဖန်တီးမှုတွေအင်အားကောင်းကောင်းနဲ့လှုပ်လာတာတွေ့ရပါတယ်ဒီအခြေအနေမျိုးမှာ တက်မတော်ကလည်းကြီးရည်လေးဘူပေါင်းစစ်စင်ရေးတည်းအနေနဲ့ဘယ်အချိန်ဝင်တိုးမလဲဆိုတာကို နိုင်ငံရေးလေ့လာသူတွေကစောင့်ကြည့်နေတာပါ KNU ဌာနချုပ်တွေအထိဝင်နေပြီး KIA လိုင်းစာကိုတီးမိခေါင်းမိဖြစ်နေပါပြီ TNL နန်းဆန်ကိုနတ်မတူတော့လေရင်ဝဝဲပြနေတဲ့အနေထားမှာအပြစ်ခတ်ရစရေးထက်တောင်းကျမ်းသူ အမြင့်ပြည့်ရေးခြေမုံးရေးအထိကို တွေးထားကြပြီဖြစ်လို့ အခုဒီ DNA နဲ့အပြစ်ခက်ရစဲလိုက်တာကိုဘဝင်မကြတဲ့လူတွေလည်းရှိနေတာမို့လို့အေးအေးကိုလည်းတက်မတော်ကဘလို့လမ်းကြောင်းတွေကျုံသွင်းဆွဲခေါ်သွားမလဲဆိုတာစိတ်ဝင်စားစမာတယ်ရှစ်တိုးလည်းကနောက်ဆိုဖို့လည်းမလွယ်တဲ့ထွန်းမြတ်နိုင်အဖို့မဖြစ်နိုင်တဲ့ရခိုင်နိုင်ငံတော်အိမ်မက်ကိုဆက်မပြီးရခိုင်တမျိုးလုံးကိုဆွဲချမလားအမြင်မှန်ရပြီတက်မတော်နဲ့ဆွေးနွေးမလားဆိုတာကတော့ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆောင်းအောင်နိုင်သူဇွဲကမေရေးသားတဲ့သဘာဝလွန်ဒီမိုကရေစီဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာနယူးယောက်မြို့တော်ဇိုရမန်ဒါနီရဲ့အောင်မြင်မှုကြွေးကြော်သံကိုကြည့်လိုက်ရပါတယ်ယုံကြည်မှုလွန်ခဲ့ပြီးတော့သူ့ကိုယ်သူစကြဝဠာမင်းလို့တောင်ထင်နေပုံရပါတယ် ်သမရကိုရောအမေရိကန်ကိုသစ်ဆောင်ဖောက်တဲ့ထရန့်အမေရိကန်ကိုလဲပြပြီးအမျက်ထုတ်တဲ့ထရန့်စသဖြင့်ထုတ်ပြောလာပါတယ်စဉ်းစားမရတာကအမေရိကန်ဒီမိုကရေစီအမေရိကန်ဂျေဦးကသမရကိုအဲ့ဒီစော်ကားခွင့်ပေးထားသလားဆိုတာပါတကယ်ဆိုရင်အမေရိကန်သမ္မတဆိုတာတကမ္ဘာလုံးကလေးစားခံကြရတဲ့ပုံကူပါ အခုတော့သူတို့မျိုးတော်ဝင်ကပဲစော်ကပြန့်လိုက်တာမို့အမေရိကန်ရဲ့ပုံရိပ်ထိခိုက်တာတော့အမှန်ပါပဲ။ဘာကအပေကိုစော်ကားခွင့်ရှိနေတဲ့အမေရိကန်ဒီမိုကရေစီကြောင့်ပဲအချို့နိုင်ငံတွေမှာကိုယ်နိုင်ငံကိုယ်ယဉ်ကျေးမှုနဲ့ကန့်ညီတဲ့ဒီမိုကရေစီစနစ်ကျင့်သုံးကြတာဖြစ်ပါလိမ့်မယ်။ဥပမာမြန်မာမှာဆိုရင်စစ်မှန်စည်းကမ်းပြေးဝတဲ့ဒီမိုကရေစီစနစ်ကျင့်သုံးမယ်ဆိုပြီးခြေဥ်မှာပြဋ္ဌာန်းထားတာတွေ့ရပါတယ်။မှတ်မိသေးတယ်။ ဥပမဗြဟ္မတဒံသမရအယွေခံတော့လူငယ်တွေစီကမဲရဖို့အတွက်သူသမရဖြစ်ရင်ကိုုံဖြတ်ချခွင့်ဒီဝင် ခွင့်ပြုဖို့လက်မှတ်ထိုးပေးမယ်ဆိုပြီးမဲဆွယ်စီယုံခဲ့ပါတယ်တပန်းသူပြိုင်မဲ့သမရလောင်းဂျွမ်မကိန်းနဲ့ဒုသမရလောင်း စာရာပင်လင်းတို့ကဒါခရိယံဘာသာအရာလက်ခံလို့မရလို့သူတို့ကလက်မခံတဲ့အကြောင်းပြောပြီးမဲဆွယ်ပါတယ်ဒါရီမကသေးပါဘူးဒုသမရလောင်း ပရပင်လင်းဟာသူတို့ဂရိဒီအောင်လို့ဆိုပြီးတော့သူသမီးကဘယ်သူနဲ့ရာထမ်းမသိတဲ့ကိုဝန်ဆောင်ထားရတာကိုဖျက်ချခွင့်မပေးဘဲမွေးစီခဲ့ပါတယ်တကယ်လဲရလက်ထွက်လာရုံကိုဝန်ဖျက်ချခွင့်ပြုမယ်ဆိုတဲ့အိုဘားမားတို့အုပ်စုကနိုင်သွားပြီးဂရိအတိုင်းအဲ့ဒီဥပဒေကိုလက်မှတ်ထိုးပေးခဲ့ရတယ် အခုလဲမြို့တော်အသစ်ကသမရကိုစိန်ခေါ်စော်ကနေတာကိုဘာမှလုံမရ၊ဂိုင်မရဖြစ်နေတာကိုကြည်ရင် အမေရိကန်ဒီမိုကရေစီကသဘောဝလွန်ဒီမိုကရေစီများဖြစ်နေပြီလို့စဉ်းစားစရာ ဖြစ်မိပါတယ်။အကောင်းဆုံးကတော့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ယဉ်ကျေးမှုနဲ့ကန့်ညီတဲ့ဒီမိုကရေစီစနစ်ကသာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ယူဆမိပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကရှန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာမြို့ဦးတော်လိုင်းရဲ့အကြောင်းပြုပြီးစီရီယံလုံးကြတဲ့အထက်မှာရုပ်အပေါင်းဆုံးနဲ့အပယ်ဆုံးအဖွဲ့စည်းကတော့ဈေးလောကလို့ပြောလို့ရပါတယ်အဲ့ဒီကာလကတိုက်တိုက်ဆိုင်ဆိုင်ကိုဗစ်ဒုတိယလိုင်းအပြီးတတိယလိုင်းကို အစာပြိုးနေချိန်လည်းဖြစ်ပါတယ်ကိုဗစ်ဒုတိယလိုင်းမှာ ကိုဗစ်ကြောင့်အောက်ဆီဂျင်တွေရှာမရလူတွေဘလောက်တောက်တောက်လဲသေကြသလဲဆိုတာကိုတွေ့ကြုံခဲ့ရင်တော့သိကြမှာပါရန်ကုန်ကရေဝဲသုတ်တမ်းမှာထော်လာဂျင်တဲ့တော့အလောင်းတွေတိုက်ပွေရသလိုမိသူကျိုဆက်တော်အရေးပေါ်အရေးအတွက်တိုးပြီးဆောက်ခဲရတာကိုကြည်ရင်ပြည်သူတွေဘလောက်ဒုက္ခများသလဲဆိုတာချင့်ချင်ကြည့်လို့ရပါတယ် အယဘကဇာဝန်နဲ့ဂျမ်းမာယီဝန်နဲ့အများစု၃ချိုးတချိုးလောက်စီရီယံလုံသွားတော့အဲ့ဒီကာလမှာအခက်အခဲဆုံးနဲ့အပင်ပန်းဆုံးကတော့တပ်မတော်ရဲ့ဂရင်းတထောင်က ဆေးဝန်တန်းတွေပါသူတို့မှာစနေတလင်းကလေးဆိုတာမရှိတော့တဲ့အထိစစ်ဘက်အရက်ဘက်လူနာတွေကို နေမနာညံမအားကုသပေးခဲ့လိုက်ရပါတယ်။ဒါတောင်စစ်ကြောရေးစခန်းတွေမှာအရက်ဘက်ပြည်သူတွေအတွက်တပ်မတော်ရိတ်ခါရိတ်နဲ့ ကွာရန်တင်းတောင်းယူပေးခဲ့တာတွေမပါသေးပါဘူးတောင်ပေါ်ဒေသနာကမှာယောဂါတွေဖြစ်တော့တမတော်ကဆောင်းတွေဥဆောင်သွားခဲ့ကြသလိုဖောင်ကြီးမှာကိုဗစ်ယောဂါကုသဖို့ဗောလန်တီးယားတွေထုတ်တော်လဲတမတော်ကဆောင်းတွေအသုံးလိုက်သွားခဲ့ကြပါတယ်စေတကသောဘွန်နင်းသဘင်ခမ်းမမှာကဘာတလွားကထင်ရှားကြော်ကြတဲ့တမဟူရတွေကိုတက်တည်ဖြူပြီး ခိလာနာနဲ့လူမျိုးဘာသာမရွေးစေကုသပေးပါမယ်လို့တစ္ဆာဆိုထားကြတဲ့မောင်တွေကဆေးရုံပေါ်ကလူနာတွေကိုပြစ်စီရိယန်နဲ့လုပ်ပြီးအပြင်ဆေးရုံဆေးကန်းတွေမှာဆေးတွေခိုးပြီးကုသကြပါတဲ့မရှက်တတ်ပုံများပြောပါတယ်ယုံကြည်ချက်ကြောင့်ဆေးလောကကိုလုံလုံကြောခိုင်းလိုက်ရင်လည်းတမျိုးပါ အရင်တုန်းကရဲရဲတောက်စီရီယန်တွေလုပ်ပြီးအခုကျမှ နောက်ဖေးပေါက်ကနေပြန်ဝင်ဖို့ကြိုးစားနေတဲ့အပေါ်မှာအစိုးရကပြန်ထိန်းချုပ်တာကိုဘာလို့ဆက်ဆက်ထိနာနေကြလဲမတွေ့တတော့ပါဘူးဒါတောင် ကြီးကောင်းကြီးမားနဲ့စီရီယန်လုပ်ခဲ့ပြီးအခုကျတော့ရှက်ကြောပြက်ပြီးတစ်ဖက်လည်းနဲ့ယာရူးကြီးကြီးယူထားကြတဲ့သူတွေလည်းရှိပါသေးတယ်ဒီအခင်းချင်းမှာရွေးကောက်ပွဲကပရမဖြစ်ခဲ့ရင် ။နောင်တမတော်မျိုးဆက်တွေကိုလည်းဖိအားများလို့နာတာအပြန်စုဖို့နာတာဆိုတဲ့အီအိုတယုတ်ကိုကွဲကွဲပြားပြားတီးပြီးအချိန်မီပြင်ဆင်တဲ့နာတွေပြင်ဆင်နေဖို့အရေးကြီးတာကိုသတိပေးလိုပါတယ်။အမြဲတမ်းရေးခဲ့ဘူးသလိုပါပဲ EO တွေမှာသာ ပြည်တော်စုစိတ်တဲ့ရှိရင်စစ်ဘင်ဝါရကင်းရင်ဖရရစနစ်ကသာတကယ်ယုံကြည်ရင် NCA ကသာတကယ်လေးစားရင်၂၀၁၇လောက်ကကုန်းချမ်းကိုဝင်တိုက်ခဲ့တဲ့ကိုကံဖြစ်စဉ်တွေ ်ကရန်ရေကဗမော်ကိုအမုံခြေတဲ့အပြင်မန်စီနဲ့နန့်ခန့်ကိုပါကျူးကျော်ခဲ့တဲ့ဖြစ်စဉ်တွေ NCA လက်မှတ်ထိုးတာပြီးထိုင်းမြန်မာနယ်စပ်ကဒက်စကန်တွေကိုတိုက်ခိုက်ပြီးကော်တူလေးပြည်နယ်ဆိုပြီး KNU ကပြောလာတာတွေပလောင်ကပလောင်နေရမနေပဲမိုးကုတ်မိုးမိတ်နှောင်ချိုဒီဘော့အထိဆင်းလာတာတွေဒါတွေဖြစ်เสียရှိလာမှာမဟုတ်ပါဘူးဒီလက်နက်ကင်တွေကို NCA အောက်ကနေ DDR SSR မလုံနိုင်သမျှ ခုလိုမျိုးကျင်ရတဲ့ဖြစ်ရတွေကိုလည်းမဖြစ်လာနိုင်ဘူးလို့အာမခံလို့မရပြန်ပါဘူးတချို့အပြည့်ရတွေကစိတ်ရင်းအစစ်အမှန်နဲ့ငြင်းချမ်းရေးလိုချင်ကြလို့ရက်ကြတာမှမဟုတ်တာပဲနွေဦးတော်လန်ရေးကအောင်နိုင်သလားလို့မေးတဲ့အခါ노ပါလို့တခွန်းနဲ့ဖြစ်ဖြစ်ခဲ့ပါတယ် ဒါကသူတို့ပြောတဲ့နေဦးတော်လန်ရဲ့အစကတည်းကဒီဇိုင်းမမဲ့ပြောခဲ့တဲ့စကလုံးဖြစ်သလို RCS ကမှတ်ချက်ပေးချိန်မှာလဲရဲရဲကြီးထောက်ခံခဲ့ဘူးပါတယ်။အကြောင်းကတော့ဆိုရှယ်မီဒီယာမထွန်းကားခင်မှာ BBC ရဲ့ရုံမှမှုတွေကြောင့်လူလူရဲ့စိတ်ကိုသတင်းမှတွေနဲ့အစိတ်ခတ်ခဲ့ဘူးတာကိုကြုံခဲ့ရသလို့ အယူဝါဒကြောင့်လက်နက်ကန်ရပါတယ်ဆိုတော့ ABDF တို့လိုတော်တွင်အကြမ်းဖက် လူသတ်မှုဖြစ်စဉ်တွေကလည်းခုထိမှတ်တမ်းမပြောက်တဲ့ယွံမုံစရာတွေအဖြစ်ရှိနေခဲ့ပါတယ်။တော်လန်ရေးရတနက်ကန်တိုင်းအောင်မြင်ရုံမှန်ရင်မိုးသီးစွန်တို့ထွန်းအောင်ကျော်တို့ပဲပြေးနေစရာလိုပါမလဲ။တရေမမန်တဲ့တော်လန်ရေးဟာ80ရှစ်လဲ80ရှစ်မို့2021လဲ2021မို့ဘယ်တော့မှမများပွဲခံနိုင်တာရှိခဲ့လို့လဲ။ ။ဒါကြောင့်လဲຫນွေဦးတော်လန်ကြီးအဆက်မှာလက်နက်ကိုင်းလမ်းစဉ်ရရွေးချယ်စရာကိစ္စတခုမဟုတ်ဘူးဆိုတာကိုခိုင်ခိုင်မာမာပြောခဲ့ပါတယ်။ဒါပေမဲ့ပေါ်ဦးတို့လိုလှုပ်ရှားနိုင်ငံရေးသမားတွေနဲ့အသည့်အစမ်းတွေကိုခုံမင်းဆန်းသစ်ခြင်းတဲ့မျိုးဆက်သစ်တွေကြားမှာကြည်ဆက်တွေက အပေးဆက်ခံတဲ့ဒစိမ့်မျိုးစုံအကက်ခံရတဲ့ဘဝရောက်ခဲ့ရပါတယ်။တော်လန်ကြီးအကြောင်းပြပြီးလက်နက်တွေကင်လာကြတဲ့အခါအာနာဆိုတဲ့အထီးအတွင်းမှာယင်မှုလာကြတယ်။ လူသက်မှုနဲ့မရိမှုတွေကိုစစ်အာဏာရှင်တော်လှန်နေတာပါဆိုတဲ့ခေါင်းစဉ်တဲ့သွင်းပြီးပျော်ပျော်ပါပါကြီးကျူးလွန်နေခဲ့ကြတယ်အညာဒူးပိုင်းကနေ့စဉ်3000လောက်ရနေတဲ့ဖြစ်စဉ်တွေ အလောင်းတော်ကသမဂျိုဝိုင်းတဲ့ကသစ်တွေကိုစိတ်ကြိုက်ခိုးထုံနေခဲ့ကြတဲ့ဒေသတွေအခြေပြုလက်နက်ကင်တပ်ဖွဲ့တွေရဲ့လုံရက်တွေချင်းတွင်းမြေကြောမှာစက်ကြီးအထိုင်ဂိတ်တွေဖွင့်ပြီးသာယာနေကြတဲ့ဗရက်တွေမရီယာရှူရင်းတွေကနေ20ရာခိုင်နှုန်းအန်ယူဂျီကိုသွင်းပြီးဒေသဆန်းတဲ့စိုးသူရဇော်တို့ရနေတဲ့လန့်စင်ခွဲရန်ကြအခွန်စက်ကြီးတွေစသဖြင့်ဒီလိုအကျိုးစီးပွားတွေကနေပဲຫນွေဦးတော်လန်ရေးကလမ်းလွဲခဲ့တာလို့ဆိုလို့ရပါတယ် အလူငွေတွေဖြန်ကြလို့ရှင်းရခတ်တဲ့ lobby ပြဿနာတွေမြေပြင်မှာဥဆောင်မှုမရှိတဲ့အဝေးကနေ zoom meeting တရင်ညွန်ကြားနေတဲ့အောင်ကြီးညွန့်တို့ရဲ့လောက်ရတွေဒေသခံဗရက်တွေကိုတောင် MOD ထဲမထက်နိုင်လို့ KIA နဲ့ DNL ကိုဘောမရတဲ့ဇော်ဝေဆိုးရဲ့အပြုတ်အမူတွေကြားမှာဘဲတိုက်ပွဲတွေကဒီတော်လန်ရေးကို အောင်မြင်စေမှာတယ်လေ ီအိုတွေကိုမေတ္တာရက်ခံတယ်ဆိုတဲ့စာလေးဖတ်ရပါတယ်။တမတော်နဲ့အပြည့်ရဲ့ဇွန်းတွေအကနိုင်ငံရေးအကျဉ်းသားနဲ့စစ်သုံးပန်းတွေလဲဖို့တောင်းဆိုပေးကြပါဆိုပဲ။သဘောကတော့နိုင်ငံရေးအကျဉ်းသားတွေလှုပ်ပေးမှစစ်သုံးပန်းတွေလှုပ်ပေးပါမယ်ဆိုတဲ့သဘောဒီကောင်တွေမှာခေါင်းမရှိလို့အခုလိုအခြေအနေမျိုးဖြစ်နေတာလဲအခုထိသဘောမပေါက်နိုင်ရှာသေးပါလားလို့တွေးမိပါတယ်။ ။ဗိုလ်ချုပ်ဆောင်ပေတွန်းပြောမှုတာရှိပါတယ်။စစ်သုံးပန်းနဲ့ပတ်သက်ပြီးအကြမ်းဖက်တွေနဲ့အပေးယူလုပ်ဖို့မရှိဘူးဆိုတာကတစ်ချက်။ဒုတိယတစ်ချက်ကနိုင်ငံရဲ့အကျဉ်းသားဆိုတာကအကြမ်းဖက်စူပမှုတွေလုပ်ပြီးမှအကက်ခံရတဲ့ဒစိတ်ဒါက EO တွေလက်နက်ကင်ကြတဲ့သဘောတရားနဲ့မတူပါဘူးအခု CMPA မှာပါတဲ့အလယ်ဒီရဲ့လွတ်တော်ကိုယ်စားလှယ်တွေဟာမဲအငင်းပွားမှုကိုအစစ်စစ်ခံရသေးသူတွေမဟုတ်ပါဘူးတနည်းအားဖြင့်ကြမ်းကြိမ်ထားပြီးသူတွေမဟုတ်ဘူး ပိုဆိုးတာကအကျန်းဖက်လူသက်ဖို့လက်နက်တွေနဲ့အတူမိတာပါရန်ကုန်မှာဖောက်ခွဲရေးလုပ်ဖို့ UG နဲ့နေရင်ဖမ်းမိတာတွေကနိုင်ငံရေးအကျဉ်းသားခေါင်းစဉ်အောက်ဝင်မရပါဘူးဒါတွေကယာစုံမှုတွေဖြစ်ပါတယ်လက်ရှိ NLD ရဲ့ဦးဝင်းမြင့်ဒေါန်ဆန်းစုကြည်တို့ကလည်းဒီသဘောတရားပါတိုင်းမှာတက်စင်ညီမယင်လက်ဆံကိစ္စမှာအနာလွဲသုံးစားလုပ်ပါတယ်ဆိုတော့ပြစ်မှုလေးကနေဝရံပြေဖြစ်နေရပါပြီ။ ကိုရီးယားသမရဆိုရင်လည်းအဂရိမှုနဲ့ဒေါန်တန်ပြင်သစ်သမရဆိုရင်လည်းအဂရိမှုပါပဲဆိုတော့နိုင်ငံကမှရာဇဝမှုတွေကရာဇဝမှုတသက်ပါကုလသမဂ္ဂမှာနာမည်မပြောင်းရသေးလို့ပါဆိုပြီးကလေးကလားအထာတွေစကနိုင်လူပြောနေစီရအကြောင်းမရှိပါဘူးမောင်ဝိစီကတမျိုးဖြိုးမင်းသိန်းစီကတဘုံနောက်ဖောင်တွင်းချင်းအမိခံပြီးအလွဲသုံးစားလှုပ်ထားတဲ့မြေယာကိစ္စတွေဒီလို အင်္ဂရိရာဇဝမှုတွေကိုနိုင်ငံရေးအကျဉ်းသားတစ်စိတ်ကက်ခွင့်မရှိပါဘူး။ဘယ်နိုင်ငံရဲ့တရားစီရင်ရေးမှလည်းခွင့်မပြုပါဘူး။အင်္ဂရိမှုကြောင့်ထောင်ကျနေသူကိုကျမ်းမာရေးဆိုရင်လို့လွတ်ပေးပါဆိုတာမျိုးက တရားရေးအပြင်ဒီနိုင်ငံရဲ့အချုပ်အခြာကိုပါ ပေါ်တင်ချိုးဖောက် စိန်ခေါ်တာလို့ပြောလို့ရပါတယ်။နောက်ဆုံးအချက်ကပိုအရေးကြီးပါတယ်။ EU ရဲ့လက်နက်ကိုင်းအကြမ်းဖက်မှုတွေက တပြည်လုံးအတိုင်းအတာကိုကိုစားမပြုတ်ပါဘူး။ ချင်းလက်နက်ကိုင်တပ်ဖွဲ့ဟာချင်းပြည်နယ်ရဲ့ဒစိတ်ဒေသပါပလောင်ကလည်းပလောင်ဒေသရဲ့တိဒေသပါပဲမိုးကုတ်လိုမျိုးအကျိုးစီးပွားအရာစစ်နိုင်ချိန်မှာသိမ့်ပိုက်တာမျိုးအချို့ရှီကောင်းရှိနေနိုင်ပေမဲ့ LRD အမတ်တွေအနာပြန်ရဖို့အတွက်စစ်တိုက်နေကြတာမဟုတ်ပါဘူးဂွမ်မိုတို့တန်ဖုံးကျော်တို့ကိုအားကိုးတာလဲအားကိုးဖို့ကာလန်ဒေသကိုလည်းကွဲကွဲပြားပြားသိအောင်အရင်လှုပ်ကြဖို့ဒါကိုမသိကြပဲလဲ လာရှိုးနောင်ချိုကြောင်မဲနဲ့မိုးကုတ်တိုက်ပွဲတွေမှာဗရက်တွေရဲ့အသက်သွေးချွေးတွေဘလောက်ပေးဆက်ခဲ့ရပြီးပြီလဲအန်လီလက်ထက်မှာဒေါ်စုတို့မှွေသွားတာတွေအများကြီးပါအထက်ကသိသားတဲ့အကြံကနိုင်ငံတော်ရဲ့မူဝါဒချမှတ်တဲ့နေရာမှာနိုင်ငံသားအကြံပေးတွေခန့်အပ်ခဲ့တာကအထက်ကပြဿနာလို့ပြောလို့ရပါတယ်အထူးသဖြင့်ဂျော့ဆိုရာအကူအညီနဲ့ နေဆက်မှုရှိတဲ့ရှောင်းတန်တွေကိုမြန်မာနိုင်ငံ စီးပွားရေးမှာအကြံပေးဆိုပြီးခန့်ခဲ့တာကနေနိုင်ငံရေးပြဿနာတွေပေါ်ပေါက်လာဖို့လမ်းစဖြစ်ခဲ့ပါတယ်။အန်လရီကရှောင်းတန်တွေကိုနိုင်ငံရဲ့စီးပွားရေးအကြံပေးခန့်ပြီးမဲ့အနောက်နိုင်ငံရဲ့ guideline အတိုင်းလုပ်ရတဲ့ရှောင်းတန်တွေကတရုတ်ထိမ့်ချုပ်ရေးဆိုတဲ့မူဝါဒကိုပဲဦးစားပေးလုပ်ခဲ့တယ်။ဒီတော့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်ယင်းဒီမျိုးနွယ်မှုတွေမပြတ်ပြတ်အောင်လိုက်ဖြတ်တယ် အပေါ်ရန်သုံးလုံးကတော့ကျွေးနွန်ထောင်ချောက်မမိအောင်လို့စကားလုံးလှလှသုံးထားပါတယ်တကယ်တော့မြန်မာနိုင်ငံရဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုဂိမ်းကနန်းတွေကိုတိတိကျကျချာရေးရင်အမေရိကန်ရဲ့ investment ကဘာမှရှိတာမဟုတ်ပါဘူးအဓိကကတရုတ်အကျိုးစီးပွားကိုပဲထိန်းချုပ်ဖို့ရည်ရွယ်ခဲ့တာပါ liberal စံနှုန်းတွေကိုတပြေးပြေးဦးစားပေးလာခဲ့တဲ့အန်လရီယာဗုဒ္ဓဘာသာ80ရာခိုင်နှုန်းကျော်ရှိတဲ့ဒီနိုင်ငံကို ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုပြီး တပြေးညီတဲ့ကျမ်းဥတိုက်လှုပ်သွားခဲ့ပါတယ်။ဘေဘီလုံကအချမ်းသာဆုံးပုဂ္ဂိုလ်များရေးခဲ့တဲ့ဆရာသမားကလည်းသတင်းစာဒိတ်ကဘုရားဘာသာဆုံးမတွေဖြုတ်သွားခဲ့သလိုမြို့ချစ်စိတ်ကဒီဘက်ခင်မှာအလုံးမဖြစ်တော်ဘူးဆိုပြီးပြောခဲ့တာလေအန်လေဒီကပုဂ္ဂိုလ်တွေပါဘုံတော်ကြီးကြောင်းပညာရေးစနစ်နဲ့ရင်ပါခဲ့တဲ့ပညာရေးစနစ်ကိုလက်လျူရှုပြီးမဘာသာကိုအဆုံးထိပါဖြတ်သိမ်းမှုစူးစမ်းခဲ့တယ် ်ဘင်္ဂလီတွေကိုနိုင်ငံသားအဖြစ်ပေးနိုင်ဖို့ကိုဗီအနန်ကိုကော်မရှင်ဥက္ကဋ္ဌရာထူးပေးခဲ့သလို82ခု နိုင်ငံသားဥပဒေကို လက်တလုံးချလုံနိုင်ဖို့2019ခုနှစ်မှာကလေးတငယ်ကာကွယ်ရေးဥပဒေကိုပြင်ဆင်ပြဋ္ဌာန်းခဲ့တယ်။အဲ့ဒီပြင်ဆင်လိုက်တဲ့ဥပဒေမှာနိုင်ငံတော်အတွင်းမွေးဖွားသည့်ကလေးတငယ်တိုင်းသည် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲအခမဲ့မှတ်ပုံတင်ခွင့်ရှိသည့်စကလုံးမျိုးနဲ့အစားထိုးပြင်ဆင်ခဲ့တယ်။ နွေရံသီဖွင့်တဲ့ဓမ္မစကူရင်ကျိလိမ်မှာသင်တန်းတွေကိုကလေးတွေမတက်နိုင်ဖို့ရည်ရွယ်ပြီးចောင်းဖွင့်ရက်ကို extension တိုးခဲ့တာမျိုးလုပ်ခဲ့တယ်။ဒါနဲ့ပတ်သက်ပြီး LRI ရဲ့ဝန်ကြီးတစ်ပါးကမိဘတွေအလုံးများများ လုံနိုင်ဖို့ဆိုပြီးအကြောင်းပြခဲ့တယ်။တခါမန်တိုင်းဝန်ကြီးဒေါက်တာဇော်မြင့်မောင်ကလည်းပြည်ဦးတွေရဲ့ចောင်းဖွင့်ပွဲတစ်ခုမှာဇာတိမှန်သချင်းနဲ့ပတ်သက်ပြီးဝေဖန်တဲ့စကားလုံးတွေထွက်ခဲ့ဘူးပါတယ်။ အမျိုးသားအကျိုးစီးပွားကိုအခြေခံကြတဲ့နိုင်ငံတိုင်းမှာဒီမိုကရေစီနဲ့လစ်ဘရယ်စံနှုန်းတွေကိုဘယ်နိုင်ငံကအတိအကျလိုက်နာနိုင်တာရှိလို့လဲတိတ်မကြခင်တုန်းကလူမှုကွန်ရက်ပေါ်မှာဆရာဆရာမတွေကအခါချင်းငွေနဲ့စာသင်တာ ဖြစ်လို့အပြန်အလှန်အပြင်းကျေးဇူးမရှိဘူးလို့ဆိုတဲ့ပြောစကားလဲတွေးလိုက်မိပါတယ် ။ဆံဆံမတွေကိုအနန္တဂိုင်းဝင်ဂျေဇုရှင်လို့တသလုံးသတ်မှတ်ယူသေးလာခဲ့ကြတဲ့ကိုတွေအတွက်ဒီစကလုံးတွေကိုကြမ်းရတာနဲ့နာမချမ်းသာစရာပါ။ဆံဆံမတွေနဲ့စကားပြောရင်လက်ပိုက်ပြောရတာလူကြီးသူမရှေ့ဖြတ်ရှောက်ရင်ခါညော့ကိုင်းပြီးတော့သွားရတာဒါတွေကလူမေးကျုံးတွေပါကိုယ်လည်းပူပူနွေ့နွေ့စင်မြင့်တက်ကနေမကြောင်းမနာတာစကားတွေပြောထွက်လာကြတာအောက်ကလူငယ်တို့ကလည်းသဘောကျတဲ့အပြုအမူတွေမြင်တွေ့ရတာ အနာဂတ်အတွက်ဘူလောင်စရာကောင်းလာပါတယ်အဓိကကတော့နိုင်ငံတစ်ခုကိုအုပ်ချုပ်ရတဲ့သူတွေရဲ့မူဝါဒတွေမမှန်ရင်သားစဉ်မျိုးဆက်အထိပြင်စည်းဖို့လွယ်ကူနိုင်တာကိုသတိပြုကြဖို့ပါဒီလိုပြောလို့ခေတ်လူငယ်တွေကိုထိန်းချုပ်ခိုင်းတာမဟုတ်ပါဘူးယဉ်ကျေးမှုတွေမပြောက်ပြက်အောင်ထိန်းသိမ်းရင်လူမှုအတိုင်းအဝိုင်းချမ်းပါဟီရီအော်ဒါပါအချက်အကျောက်တရားစိမ့်နဲ့ဖြတ်ကျော်ကြပါလို့ တိုက်တွန်းခြင်းပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။